စကိုင်းတိုင်းဒေသကြီးမုံရမျိုးချင်းတွင်တရာအစဉ်လမ်းအုံပြူကကောက်ခံရေးဂိမ်းမှာဇန်နဝါရီလ16ရက်နေ့နနက်ပိုင်းကငွေရေးစေဝါများနဲ့အကောက်ခွန်မဲ့တရားမဝင်အိမ်သုံးစေဝါများဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ဖြစ်စဉ်မှာတရင်ရမုံရမျိုးမရဲတပ်ဖွဲ့ဟာတမူမရန်ကုန်ကိုထွက်ခွာလာတဲ့တင်တိုင်းအောင် express ကားကိုချင်းတွင်တရာအစင်မုံရဘက်အရောက်မှာရက်တန့်စစ်စေးရှာဖွေရာရင်မောင်းထိုင်ကုန်နာဘေးလယ်အိတ်အတွင်းထွက်လာတဲ့ဘိန်းစိန်တို့ယူဆရတဲ့180 gram bar အနဲ့ရောင်အစီတထုံပန်းရောင်စိတ်ကြွယူသွစေပြား166ပြားပါတထုပ်တို့ကိုဖမ်းဆီးရမိခဲ့ပါတယ် ဆက်လက်စစ်ဆေးရှာဖွေရာကားအောက်ပိုင်းပစ္စည်းထည့်ရာနေရာမှာအကောက်ခွန်မဲ့တရားမဝင်အိမ်သုံးဆေးဝါ35မျိုးပါဂျက်ဆက်ကူဖာပုံးအရွယ်30ကျော်ဖမ်းဆီးရမိခဲ့တယ်လို့ရဲမှုကမှတ်တမ်းများအရသိရပါတယ်အခုလိုမူရီစေဝါနဲ့တရားမဝင်စေဝါတွေဖန်ဆီးရမိမှုနဲ့ပတ်သက်ပြီး driver spare နဲ့ကားအုံနာကိုရမန်ယူပြီးစစ်နေတယ်လို့မုံရမျိုးမရေစခန်းမှာသူရဲမှုသိမ့်ဆွေမြင့်ကပြောပါရယ် မူရေးစေဝါများနဲ့တရားမဝင် အိမ်သုံးစေဝါများတည်ဆောင်သူရှင်မဇောခိုင်ဥပါတုံးဦးကိုမူရေးစေဝါနဲ့စစ်ကိုပြောင်းလဲစေတဲ့စေဝါများဆိုင်ရာဥပဒေပုံမှာ15မြင်းဆောင်16ကကြီးမြင်းဆောင်နှင့်အမျိုးသားစေဝါဥပဒေပုံမှာ18နဲ့မုံရမြို့မှရေစခန်းမှာအမှုဖွင့်ထားတယ်လို့သိရပါဗျာ။